ပရီးမီးယားလိမှာမန်ယူချန်ပီယံဖြစ်နိုင်လားဘာရောလုံးဝမင်္ဂလာပါခင်ဗျာကျွန်တော်ကိုအန်ပါကိုအန်စပေါ့စ်ကနေပြန်လည်ပြီးတော့ကြိုးဆိုပါရစေဘောလုံးလောကမှာမဖြစ်နိုင်ဘူးဆိုတာမရှိပါဘူးဂရိကယူရို2004မှာဥရောပချန်ပီယံဖြစ်ဘူးတယ်လက်စတာ2016မှာပရီးမီးယားလိချန်ပီယံဖြစ်ဘူးတယ်ဒီလိုပဲလက်ရှိပရီးမီးယားလိမှာမန်ယူသင်းချန်ပီယံမဖြစ်နိုင်ဘူးလို့မပြောနိုင်ပါဘူး ။ရာသီစာတုန်းကမန်ယူသင်းကိုတန်းဆင်းဆုံးနာရုံးကန်မဲ့ဆိုပြီးတော့ခံမှန်းခဲ့သူတွေတော်တော်လေးများပါတယ်။ပရီးမီးယားလိပါဝင်ထိပ်တန်းလီရဲ့အချက်လက်တွေထုတ်ပြန်ပေးနေတဲ့ update super computer ကလည်းမန်ယူအသင်းအဆင့်30အပြင်မှာပဲရပ်တည်လိုက်မယ်လို့ခံမှန်းခဲ့တာပါ။အခုတော့ opta champion ဖြစ်နိုင်တဲ့ထိပ်တန်းအသင်းတွေတဲ့မန်ယူထည့်သွင်းခဲ့ပါပြီ။မန်ယူရဲ့ champion ဖြစ်နိုင်ခြေကို3.2ခွန်ရာခိုင်နှုန်းသတ်မှတ်ပေးထားတာပါ။လောင်စာကုမ္ပဏီရဲ့ပရီးမီးယားလိချန်ပီယံဆုအတွက်အလေးပေးမှုမှာလဲမန်ယူက94တလေးတတ်မှတ်ခံရပါတယ် 2016ခုနှစ်တုန်းကလက်စတာသင်းက900လေးတလေးနဲ့ချန်ပီယံဖြစ်ခဲ့ဘူးလို့မန်ယူလည်းမဖြစ်နိုင်ဘူးလို့လုံးဝမပြောနိုင်ပါဘူး။မန်နီပြအမ်မိုရင်ကလည်းလက်ရှိရာသီမစတင်ငင်ကလေးကပရီးမီးယားလိမှာအကောင်းဆုံးရာတွေဖန်ဆင်းပြမယ်ဆိုပြီးတော့လေကြီးထားတာပါ။ပြီးခဲ့တဲ့ရာသီအိမ်မဆိုးတွေကိုအမ်မိုရင်ရပ်တန့်ပြခြင်းနေပါလေ။မန်ယူကပြီးခဲ့တဲ့ရာသီမှာအဆင့်15နေရာသာရပြီးတော့တမိုင်းတစ်လျှောက်အဆိုးအဝါဆုံးရာသီတစ်ခုရင်ဆိုင်ခဲ့ရတာပါ။ Liverpool, Man City, Arsenal, Chelsea အသင်းတွေနဲ့ဘဝချင်းအတော်လေးခြားနားခဲ့ရပါလေ။ အဲ့ဒီဂျာနာဂျက်တွေကိုအမရင်အရင်ဆုံးရှော့ချပါမယ်။ဥရောပပြိုင်ပွဲကစားဖို့မရှိတဲ့မန်ယူကပြည်ရင်းပွဲတွေပဲအောင်ဆိုင်ကစားရပါမယ်။အဲ့ဒီအခြေအနေကအားသာကြတဲ့ခုဖြစ်နေသေးတာပါ။ပရီးမီးယားလိချန်ပီယံမဟုတ်လေပြည်ရင်းဖလားတစ်လုံးရရင်မန်ယူကခစ်တစ်ကိုမျောကြည့်လို့ရပြီလို့အမရင်တယောက်တွေးနေပါရယ်။အမရင်ကမန်ယူမှာနှစ်တွေအကြာကြီးနေပြီးတော့တစ်ချိန်လုံးကရွှေတီးဆောင်ခဲ့တယ်လို့မျိုးဖန်ဆင်းပြကျင်နေတာပါ။ချန်ပီယံလိပရီးမီးယားလိချန်ပီယံစုတွေရယူကျင်နေတယ်။အဲ့ဒီမျောလင်းချက်မှာဖြစ်နိုင်တဲ့ရာမဟုတ်ဘူးလို့အမရင်ကပြောပါရယ်။ မန်ယူသင်းကသမိုင်းကြောင်းစင်လာကြီးမားပြီးတော့ငွေကြေးနဲ့ဝယ်လို့မရတဲ့ဂုံတိတ်ခါကြော်ကြားမှုပရိသတ်အင်အားကိုပိုင်ဆိုင်ထားတယ်လို့လဲအမ်မိုရင်ကကြွေးကြော်ခဲ့ပါသေးတယ်။အခုလီဗာပူးကအန်ဖီမှာနိုင်ပြီးတော့ဟီဟာလုံနိုင်ခဲ့လို့အမ်မိုရင်သွေးကြီးနေပါတယ်။မန်ယူသင်းရှယ်ယာရှင်ရက်ကလစ်ကသူ့ကို၃နှစ်အချိန်ပေးမယ်လို့ကတိပေးထားလို့လဲအမ်မိုရင်တယောက်စိတ်သက်တက်ကြွနေတယ်။ပရီးမီးယားလိမှာချန်ပီယံဖြစ်ဖို့အာစနယ်သင်းက၄လ၅လနဲ့ရေပန်းစားဆုံးဖြစ်နေပြီးမန်စီးတီးက9လ2လလီဗာပူးက6လ2လ ်ချဲစီက25လီတလေးတီရှိနေပါတယ်ပရီးမီးယားလိမှာအာစနယ်ချန်ပီယံဖြစ်နိုင်ခြေက54.5ရာခိုင်နှုန်းတီရှိလာပြီလို့လဲစူပါကွန်ပျူတာကတွက်ချက်ဖော်ပြခဲ့ပါတယ်ဒီအသည့်ပရီးမီးယားလိပွဲစဉ်10ပွဲကစားပြီးချိန်မှာအာစနယ်ကရမှတ်16မှတ်နဲ့မှတ်ပြီးစရာဥဆောင်နေပြီးတော့ဒူရန်ညာကမန်စီးတီးကို3မှတ်လက်ရှိချန်ပီယံလီဗာပူးကို4မှတ်ဖြတ်ထားပါတယ်ဒါတော့အာစတန်တဲ့ချန်ပီယံဖြစ်နိုင်ခြေပုံမိုးမြင့်တက်လာနေတယ်လို့စူပါကွန်ပျူတာကတွက်ချက်ခဲ့တာဖြစ်ပြီးဒီအသည့်ပရီးမီးယားလိချန်ပီယံဖြစ်နိုင်ခြေမှာအာစတန်က 54.48ရာခိုင်နှုန်းမန်စီးတီးက16.32ရာခိုင်နှုန်းလီဗာပူးက16.17ရာခိုင်နှုန်းရှိတယ်လို့ဆိုပါကွန်ပျူတာကဖော်ပြခဲ့ပါတယ်။ဒါပေမဲ့လက်ရှိချိန်မှာဦးဆောင်သူအာဆင်နယ်နဲ့မန်ယူကြားရမှတ်6မှတ်သာကွာနေလို့မန်ယူပရိသတ်တို့ကမမီတဲ့ဘန်းကိုတုံးတဲ့ခုပြီးတော့လှမ်းကျင်နေပါတယ်။မန်ယူက2023ခုနှစ်မှာပရီးမီးယားလိဂ်ဖလားကိုနောက်ဆုံးကြိမ်ရထားခဲ့တာဖြစ်ပါတယ်။မန်ယူသင်းပါရှင်ကလာမယ့်2028ခုနှစ်မှာပရီးမီးယားလိဂ်ဖလားကိုအရယူမယ်ဆိုပြီးတော့ညီမန်းနေတယ်။အဲ့ဒီညီမန်းချက်ကို Mission 21လို့နာမည်ပေးထားပါတယ်။ 2028ခုနှစ်ဟာ Man United အသင်းတီထောင်ခြင်းနှစ်150ပြည့်တဲ့နှစ်ဖြစ်လို့လဲ Project 150ဆိုပြီးတော့လဲခေါ်ပါသေးတယ် Premier League Champion စုနဲ့ Man United တကယ်ပဲနှီးဆက်လာပြီလား Man United Premier League Champion တကယ်ဖြစ်သွားရင်တော့သူတို့ကိုလောင်ထားတဲ့သူတွေဟီဟာကလှုပ်လို့မရတော့ပါဘူးဘောရတော့ဘလို့မြင်လဲဒီပုံနဲ့ပတ်သက်ပြီးတော့ကိုယ်ထင်မြင်ချက် comment မှာရေးခဲ့ပါခင်ဗျာ